မြင်းကျန်ခရိုင်ထဲကမြို့၅ခုထပ်မင်းထဲမှာကိုမြင့်ဆောင်အညာမြေစစ်စင်ရေးဖော်ဆောင်ခဲ့ပြီးလက်ရှိအချိန်ထိစစ်ရေးဆက်လက်တင်းမာနေပြီးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေထိခိုက်ခဲ့ရတဲ့အကြောင်းကိုတော့စိုးသူအောင်ကသတင်းပေးပို့ထားပါရရှင်။မန္တလေးတိုင်းဒေသကြီးမြင်းကျန်ခရိုင်ထဲမှာရှိတဲ့မြို့၅ခုထပ်မင်းထဲရဲ့ဝန်ကျင်မှာ PDF ပူပေါင်းတပ်တွေကမေလ15ရက်ကစလို့ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးကိုဖော်ဆောင်ခဲ့ပါဗျ။ မြင်းကြံနထိုးကြီးတောင်သာဆမီးကုံနယ်ငဇုံမြို့နယ်တဲကစစ်ကောင်စီတပ်ဆွဲရာစကန်၈ခုထံမှနေကိုတပြိုင်တည်းတက်ခိုက်ခဲ့တာဖြစ်ပြီး9ရက်အကြာမေလ16ရက်အထိတိုက်ပွဲတွေဆက်ရှိနေကြောင်းဒေသခံကပြောပါရတယ်။တခြားဒီတောင်သာနထိုးမြင်းကြံဘက်ကတော့၃ခုလုံးကတော့လက်ရှိချိန်ထိတော့တိုက်ပွဲတွေဆက်လက်ပြီးရှိနေတော့မယ်။အဲဆမီးကုံဘက်ကတော့15ရက်နေ့ကနေတိုက်ပွဲတွေတိုက်ပွဲတွေဖြစ်တဲ့တိုက်ပွဲ ဖြစ်ပြီးတဲ့နောက်မှာဆစ်ဆောင်ရတာတွေရှိတယ်ဆစ်ဆောင်တာတွေဆစ်ဆောင်နေတဲ့လူတွေကိုတော့ခုထိဝင်ခံတာမျိုးမရှိသေးဘူးဒီစမိတ်ကုံမျိုးတွေကိုဝင်နေဆိုတော့ဟိုဒနနတီလမ်းပြတာတွေလမ်းပြတာတွေပါရေလောက်တဲ့အတွက်ဒီဆစ်ဆောင်ဒီခုချိန်ကြီးဆစ်ဆောင်နေရတော့မယ်စမိတ်ကုံဒေသခံတွေကတော့မေလ19ရက်နေကင်းပိုင်းအထိမျိုးရဲကို ပြန်ဝင်မရဖြစ်နေပြီးစစ်တပ်ကနေအိမ်တွေကို ဖောက်ထွင်းလို့ရရှာဖွေစစ်ဆေးနေတယ်လို့သူကဆက်ပြောပါတယ် ်မြင်းကျမျိုးပေါ်မှာတော့ငွေကြေးရှမ်းသာသူနဲ့စစ်ကောင်စီစီမှာနမဲပေါင်းနေသူတွေမရှိတော့ပေမဲ့ဒေသခံအများစုစက်နေထိုင်ကြပြီးကြောက်ပြုတ်ရွာနဲ့အနီးဝန်းကျင်ကရွာကနေလည်းလာရောက်တိမ်းရှောင်နေကြတယ်လို့သိရပါဗျ။မြို့ပေါ်ပဲအခြေအနေကောင်းတာကိုတန်လာတော့မြို့ထွန်းတော့အခြေအနေမကောင်းတော့ဒီပေါ်ကားတွေနဲ့အဲတို့တွေစက်နေကြတယ်ပေါ့နော်။စစ်ဆေးနေရာတွေဆိုတော့ခုနကခုနပြောတဲ့ချောင်းနောင်ဘက်တို့ပါတော့ခုနစစ်ဆေးတွေကြားရတယ်။ ဆက်ချက်ပဲဖတ်သွားတယ်ကြားတယ်အခုဆက်ချက်ပဲအင်းလားအဲ့ဘက်တွေဖတ်သွားတာပေါ်ကနေအရင်တစ်ချက်နဲ့တော့ကျွန်တော်ကုတင်နေတော့မကြားသေးဘူးပြောရင်တော့နည်းနည်းဟိုရှေ့ကအဲ့ရှေ့ဆူဆူဝါးဝါးပြက်ထားတော့နည်းနည်းယူသွားတယ်ပြောရမှာပေါ့နော်အိုးနိုင်နေချင်းလားပဲဟိုမထွက်ရဲမပြီးရဲပေါ့နော်ကျန်တဲ့တင်ကြတော့လေခဏလေးတော့လေပုံမှန်လိုပြန်ဖြစ်သွားတာပေါ့မြင်းကြမျိုးဝင်းကျင်မှာတော့မေလာ၁၈ရက်ညပိုင်းကလက်နက်ကြီးပြစ်ခတ်တန်ကြားရပေမဲ့လက်နက်ငယ်တန်ဒီမကြားရတော့ကြောင်းမြို့ကန်ကပြောပါတယ် ောင်သာမြို့နယ်ဘက်ဒီအပါအဝင်နထိုးကြီးမြို့နယ်တဲကဝက်လူးရွာဘက်မှာတော့ဒီကနေ့အချိန်ထိတိုက်ပွဲဆက်ရှိနေပြီးမိထီလာလေးသက်ကနေဆက်သက်လေဒီတွေလေရင်တွေနဲ့ဘုံကျဲတာကြောင့်မြင်းကြံခရိုင်ထဲမှာအ ਨੇ ဆုံးပြည်သူ၄ယောက်တိတ်ဆုံးကြောင်းအတည်ပြုနိုင်ကဒဏ်ရာပြင်းထန်သူက၁ယောက်ရှိတယ်လို့သိရပါဗျ။ဒါပေမဲ့ဆက်သွယ်ရေးအခက်အခဲတွေကြောင့်စစ်ဆောင်စည်ရင်းကိုတော့ DVV အနေနဲ့အတည်မပြုနိုင်သေးပါဘူး။ အခုဆင်နွှဲနေတဲ့ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးမှာနှစ်ဖက်ထိခိုက်မှုတွေရှိနေပြီး PDF ဘက်ကဆက်ရောင်းဝင်ကျင်ကြဆုံးခဲ့ကအချိန်လေးအသေးစိတ်ကိုတော့ဘယ်ဘက်ကမှထုတ်ပြန်ကြေညာတာမရှိသေးပါဘူးကျွန်တော်စိုးသူအောင်ပါ